စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပြည်သူ့ရှိဆောင်ပါတီဥက္ကဋ္ဌတော်တသက်ခိုင်ဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့ကိစ္စကိုစစ်တပ်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကမီဒီယာတချို့ကိုအတီးပြုတ်ဖြေကြားလိုက်ပါတယ်။စစ်ကော်မရှင်နဲ့သတင်းထောက်တွေရဲ့သတင်းထုတ်ပြန်တဲ့လူမှုကွန်ရက် group မှာ UEC က BBC နဲ့မြန်မာ Transparency News သတင်းဌာနရဲ့မေးမြန်းချက်တွေပေါ်ပြန်ဖြေထားတာဖြစ်ပါတယ်။ တော်တသက်ခိုင်ဟာအမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ဂါဂျီနဲ့ညီစွန်းနေတဲ့အတွက်ကိုယ်စလဲလောင်းအဖြစ်ကနေပဲဖြတ်ခံရတာဖြစ်တယ်လို့ကော်မရှင်ကဖြေကြားချက်မှာထည့်သွင်းဖြေကြားသွားပါတယ်။အမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ပုံမှခွဲဂါဂျီအရာကိုယ်စလဲလောင်းဟာနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမသိမ့်လျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်လို့ပါရှိပါတယ်။ ဒေါ်သက်သက်ခိုင်ဟာဆက်လွေလုပ်ငန်းအတွက်ဘဏ်တစ်ခုကနေချင်းငွေဘီလီယံပေါင်းများစွာချီးယူထားပြီးပြန်မပေးနိုင်သေးဘူးလို့သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ကိုစလေလောင်းအဖြစ်ကနေပယ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးပါတီကောင်းဆောင်ပိုင်းနဲ့နှိစက်သူတယောက်ကိုဒီကနေ့မနက်ပိုင်းက DV ကမေးမြန်းခဲ့တာမှာတော့ညင်းဆိုခဲ့ပါသေးတယ်။ ပြီးသုံးလုံးပါတီဥက္ကဋ္ဌဒေါ်တာတသက်ခိုင်ဟာမဟန်ကမာရော့အလုံးစံကြောင်းကြည်မြင့်တိုင်းလှိုင်းမယန်ကုံမြောက်ကလာပါတို့ပါဝင်တဲ့အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာ FPTP နိုင်သူအကုံယူစနစ်နဲ့ဝင်ပြိုင်မှုဆင်းပေးထားတာဖြစ်ပြီးလက်ရှိမှာတော့ကိုယ်စားလှယ်လောင်းစည်းရင်းကနေပယ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်ရှင်။